။လက်ရှိစီစဉ်36အတွက်ဂိုလင်းမရန်ချမ်းနေတဲ့ဘော်ဒီနဲ့ဘာသာတို့ရန်တယ်မှုဆုံးဖြတ်ထားကြပြီလား။အားလုံးပဲမင်္ဂလာပါခင်ဗျဇီဝဂိမ်းမင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဘရာသာတို့ကိုဘရိုနဲ့ပတ်သက်တဲ့တဲ့အန်ထက်လေးလာပြောပြပြရပါဘရာသာတို့အနေနဲ့ဘရိုနဲ့ပတ်သက်ပြီးတော့ထိရောက်တဲ့ဂျီရိုရီယယ်တွေကိုအချင်းကုန်ခံပြီးတော့လိုက်ချနိုင်မယ့်အစားကျွန်တော်ရဲ့ လွင်းတူရှင်ဂျီတိုရီယယ်ကိုပဲကြည့်လိုက်တော့ဗျာကျွန်တော်ရဲ့ဂျီတိုရီယယ်တွေမှာလွင်းတူရှင်ပုံစံနဲ့ဘရာသားတို့နားလဲလို့အောင်ဒီမှာလည်းပြောပြပေးသားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုမှာဘရိုနဲ့ပတ်သက်တဲ့စကေးအကြောင်းတွေစကေးကွန်မိုအကြောင်းတွေအတန်အမ်ဘလန်နဲ့ဘတ်တစ်ပေးပြီးတော့ဘယ်လိုဟီးရိုးတွေကဘရိုဒီကိုကောင်တာနိုင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်လည်းမိုဘိုင်းညင်နဲ့ပတ်သက်တဲ့တူတိုရီယယ်တွေဟီးရိုးကတ်တွေတင်တော့ပြီးမြဲကျွန်တော်ရဲ့ channel လေးကို subscribe လောက်ပါပြီးလို့ရပါတယ်ခင်ဗျ။ Glory ရဲ့ပထမဆုံး skill ကတော့ Apple Inbox လို့ခေါ်ပါတယ်။ Glory skill 1သုံးတဲ့ချိန်မှာ physical damage 150ကို Ali Game Grade ကပေးမှပဲဖြစ်ပြီးတော့ရန်သူတွေကိုလည်းတစ်သမနှစ်ဆက်ကကြာတီနှေးစင်မှာပဲဖြစ်ပါတယ်။ Glory ရဲ့ skill 1ကတော့ဒါကတော့တွေ့ရတဲ့အတိုင်းပဲဒီလိုပြစ်တဲ့ပုံစံနဲ့ဖြစ်ပါတယ်။ Glory ရဲ့ skill 2ကတော့ Courage Strike လို့ခေါ်ပါတယ်။ Glory skill 2သုံးတဲ့ချိန်မှာ Glory က enemy ကိုပြစ်တိုက်ပြီးတော့80 damage ကိုလည်းပေးမယ်။ပြီးတော့ အနမီကို3.80ကလောက်ထိစတန်ပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုက Rory ရဲ့ Edimate Rory ရဲ့ Edimate ကိုတော့ Don Apart Memory လို့ခေါ်တယ်ပြီးတော့ Edimate ကအခြားစကီးတွေလို့စတက်ဆူရတဲ့စကီးမဟုတ်ပဲနဲ့စတက်ပြတဲ့အခါမှာ damage အများဆုံးပေးနိုင်တဲ့ဤလေးဖြစ်ပါတယ် Rory ရဲ့ step ကိုတော့လေးချက်အထိရှုဆောင်နိုင်မှာပဲဖြစ်ပါတယ် Rory ရဲ့ step ကို Visa တက်အပြင် Skill 1နဲ့ Skill 2သုံးပြီးလဲစုလို့ရပါတယ်ခင်ဗျ Rory ရဲ့အစည်းကွန်မိုအနေနဲ့ စလက်၄ခုပြည့်မှာဒိုင်းမကျန်တာမို့လို့ဒီလို scale 1 2 visitor နှစ်ချက်နဲ့ပြစ်တာပဲဖြစ်ဖြစ်2 visitor နှစ်ချက်နဲ့ပြစ်တာပဲဖြစ်အဆင်ပြေတယ်လို့ browser တို့တုံးနိုင်ပါတယ်နောက်တစ်ခုက scale ကုန်ဝင်နေနဲ့ gloria ရှိမှာ enemy တွေ minion တွေခန့်နေရင်ခန့်နေတဲ့အရေးတက်လိုက်စတက်ရမှာဖြစ်ပါတယ်ဒီအတွက် browser တို့ဒီလိုတစ်ခုပြပေးမယ် ဲဒါသာတို့ဒီပုံစံကိုကြည့်ပြီးတော့ဘက်မှာ line ဆုပ်လို့ရပါတယ်။အဲနောက်တစ်ခုအနေနဲ့ intern နေနဲ့ဒါသာတို့က DNN တွေ DNN တွေတုံးလို့ရပါတယ်။နောက်ပြီးတော့ဒီ season မှာကျန်းနေတဲ့ intern တစ်ခုဖြစ်တဲ့ Malafrican ကိုလည်းထဲဝင်မေးကြနိုင်အောင်ဗျာ။ Glory ကို British ပဲအနေနဲ့ speaker ကိုပဲတုံးဖို့အကြံပေးရှင်းပါတယ်။ Amran ဆက်နေတဲ့ brother တို့ Glory ကိုဘိုင်ဝန်ထင်းရဲ့နေရာမှာကျန်းချင်တယ်ဆိုရင်တော့ DM လန်ဆက်ကိုပဲတုံးသင့်ပါတယ်။ဒါကတော့အနေနဲ့ ဘော်ဒီကိုနည်းနည်းမြန်မြန်လေးပြင်ချင်ရဆိုရင်တော့ဒီမက်စမန်အမ်ဘူလန်ဆက်ကိုသုံးသစ်ပါတယ်ဘော်ဒီကိုကော်နာနိုင်တဲ့ဟီးယိုးတွေကတော့ကာဂျာ၆နဲ့နတလီယာတို့ပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ဘော်ဒီရဲ့ကော်နာဟီးယိုးတွေပါလာရင်တော့ဘော်ဒီဆရာဆရာကြီးတွေကဘော်ဒီကိုဖက်ဖက်ထုတ်နေကြဆင်မြဲဖြစ်ပါတယ်ဒါကဘာလို့လဲဆိုတော့ဘော်ဒီကိုကင်တဲ့ကျွမ်းကျင်မှုပဲဖြစ်ပါတယ်ဒါကောင်းနေနဲ့ဘော်ဒီကိုကျွမ်းကျင်ချင်ရင်တော့ classic မှာဖြစ်ပြီး practice မှာဖြစ်ပြီးအနေငယ်လေးကြီးဖို့လိုမှာပါ ဒါမှသာဗလာတို့ရဲ့ skill skill တွေဒုတက်လာမှာပဲဖြစ်ပါတယ်။ဗလာတို့ကျွန်တော်ရဲ့ video ကိုကြည့်ပြီးတော့ဗလာတို့ရဲ့ skill တွေဒုတက်လာနိုင်ပါစီဗျာ။